မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာကဒီခါတော့2025ခုနှစ်မတ်လ21ရက်နေ့ရနေလာကုန်ထီတနင်္လာသာသမီမိတ်ဆွေတွေအတွက်ဆရာကကြည့်ပေးမှာဖြစ်တယ်တနင်္လာသာသမီမိတ်ဆွေတွေပြီးလို့တနင်္လာလှည့်ရောက်ပြီးတနင်္လာသာသမီမိတ်ဆွေတွေအားလုံးဆရာကိုဒီဗီဒီယိုလေးကို share ပေးသွားကြပါဦးအသေးလေးနဲ့နှိပ်ပေးသွားကြပါဦးကျေးဇူးတင်ပါတယ်တနင်္လာသာသမီမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ရင်ထဲမှာလက်ရှိမှာ အောင်မြင်ခြင်းနေအလိုရှိနေတယ်များစွာနော်တကယ်ကိုဖြစ်တည်ခြင်းနေတာကိုကမပြီးသေးဘူးဆန္ဒတွေစောပြီးတော့ဒါကိုဖြစ်ရှင်တဲ့စိတ်ကြီးများစွာဖြစ်ပေါ်နေတာမျိုးဒါကိုမဖြစ်မနေငါအရာကိုရရှိရမယ်ရာကိုအောင်ကိုအောင်မြင်ရမယ်ဆိုပြီးတော့မိမိလုပ်တဲ့အပေါ်မှာ confident အပြည့် level အပြည့်မိမိရဲ့စိတ်ဆန္ဒပြင်းပြမှုအပြည့်ဖြစ်နေတယ်တကယ်ကိုလည်းလှုပ်ယူရင်ကောင်းတယ်ဆိုတဲ့ကံမျိုးဖြစ်တဲ့အတွက်မိတ်ဆွေလက်ရှိရှိနေတဲ့ကံဟာလက်ရှိရဲ့မိမိရောက်ရှိနေတဲ့ကံဟာတည်ကြတယ်အောင်မြင်မှုတွေရရှိမယ်ရှေ့ဆက်လှုပ်ဆိုတော့ ကာလအဆုံးဖြတ်ကိုရောက်ရှိနေသောကာလကိုကိုကိုယုံကြည်မှုတွေများစွာရှိနေသောကာလဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့ကြားမှာ ကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့မိမိအနေနဲ့ခီးသွားရတာမျိုးလေးလှုပ်လိုက်တာမျိုးကျမ်းမာရေးနဲ့ပတ်သက်ရင်ဆရာသမားအပြောင်းလဲစီဝါပြောင်းလဲလေးတွေကုလိုက်လို့ရှိရင်ကျမ်းမာရေးနဲ့ပတ်သက်လာရင်ငကူကနာတာရှိဖြစ်နေတဲ့ကျမ်းမာရေးတောင်တဖန်ပြန်ပြီးတော့ကောင်းမွန်လာတာမျိုးလေးဖြစ်ရတတ်တယ်အထူးသဖြင့်အမျိုးသမီးများအနေနဲ့ကတော့အသွေးသားနဲ့ပတ်သက်သောကျမ်းမာရေးလေးတွေကယူဆိုင်ပါအမျိုးသမီးတွေဖြစ်တတ်တဲ့အမျိုးသမီးယောဂါလေးတွေနဲ့ပတ်သက်လာရင်တတိထားစင်ကြင်ရန်လိုအပ်ပါတယ်အမျိုးသားများအနေနဲ့ကတော့ရင်ဆက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့မောင်းနေတဲ့အခါမှာအတက်နိုင်ဆုံးလောလောလောမမောင်းပါနဲ့တတိထားစင်ကြင်ပါကယူဆိုင်ပါအဲ ဆနလိုဘထိခိုက်ခြားနာမှုလေးတွေစိတ်မထင်မင်းမထင်လို့ဖြစ်တတ်တော့ကလာကြောင်းတတိထားစဉ်းကျင်ရန်လိုအပ်ပါတယ်ငွေကြေးငွေကြေးနဲ့ပတ်သက်ရင်တော့လက်လွန်ထားတဲ့ငွေကြေးတွေပြန်မရတာမျိုးလေးတွေဖြစ်စေငွေကြေးနဲ့ပတ်သက်ရင်ကိုယ့်လက်ထဲမှာမရဘဲနဲ့လုပ်ငန်းကြောင်အလုပ်ကြောင်မိသားစုကြောင်အိမ်ကြောင်ဆိုပြီးငွေကြေးနဲ့ပတ်သက်ရင်ရင်းနှီးရတာမျိုးလေးဝင်တော့ဝင်တယ်လက်ထဲမှာပြအားเสียမှရှိတာမျိုးငွေကြေးနဲ့ပတ်သက်ရင်ရှိတော့ရှိတယ် တကယ်တမ်းလက်ထဲမှာကြရစရာမရှိဘူးနမီခံပဲရှိနေတာမျိုးငွေကြီးနဲ့ပတ်သက်ရင်လိုတာထက်ပိုပြီးတော့ရင်းနှီးလိုက်ရတာမျိုးလေးဒီကြောင့်စိတ်တိုင်းမကြတာမျိုးငွေကြီးနဲ့ပတ်သက်ငွေမတ်မငွေခင်တို့မတ်ရွှေခင်တို့ကတော့လက်ရှိမှာတော့ငွေကြီးပြန်ဆရာလို့ဖြစ်နေပြီတဲ့ငွေပြရင်အသက်ရှူလေးကျလာတတ်တယ်လို့ဖြစ်တတ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်ရင်တိုးတော့စိုးရိမ်စရာတော့မလိုဘူးအောင်မြင်မယ်အဆင်ပြေမယ်တိုးတက်မယ်မိတ်ဆွေတို့နဲ့ဒီအပတ်တာတော့ဒီမှာငွေကြီးနဲ့ပတ်သက်ရင် ဘာကိုဖြစ်ဖြစ်အဲယင်းနှိထားတဲ့ငွေကြေးတွေဟာတစ်ချိန်ကျပြန်လဲကောင်းမွန်လာလိမ့်မယ်လက်ထက်မှာတော့ငွေဟာမမြဲတာမျိုးငွေဟာအဲယင်းနှိထားလို့မရှိတာမျိုးတွေဖြစ်ရတဲ့ဒါကိုလဲစိတ်တက်မကြပါနဲ့ခင်ဗျာနော်ငွေကြေးနဲ့ပတ်သက်ဝင်လာမယ်သို့တော့လက်ထက်ပြစရာမရှိတာမျိုးလူထင်ကြီးခံရတာမျိုးကြီးကြုံရတတ်တယ်အလုတ်အကိုင်းအလုတ်အကိုင်းနဲ့ပတ်သက်ရင်တော့ အရန်ကြီးတိုးချဲ့လောက်ရန်အတွက်ဆိုလို့ရှိရင်တော့ရတယ်ဒါပေမဲ့ကိုကိုတိုင်းဥစည်းဥဆောင်မလုပ်ဘဲနဲ့တပားသူကိုယုံပြီးလုပ်တဲ့အလုပ်တွေမှာတော့တတိထားစီရင်ရမယ်အထက်သဖြင့်အလောင်းကစားနဲ့ပတ်သက်တာမျိုးလေးတွေအပျော်ပါးနဲ့ပတ်သက်တာမျိုးလေးတွေကြွေတလဲကြက်တခုံလုပ်တဲ့လုပ်ငန်းလေးတွေမတိကြမရရတဲ့ကိစ္စလေးတွေကိုယင်းနှီးလှုပ်ဆောင်တာမျိုးလေးတွေဟာမတိမြဲနိုင်ဘူးအဆင်မပြေနိုင်ဘူးမတိုးတက်နိုင်ဘူးဒါကြောင့်မိတ်ဆွေတို့အနေနဲ့တိကျတေချာသောအလုပ်ကိုသာလုပ်ပါအဲ လောင်ကြီးစားလုပ်တဲ့လုပ်တွေအလောင်းစားနဲ့ပတ်သက်တာမျိုးလေးတွေအပျော်ပါးနဲ့ပတ်သက်တာမျိုးလေးတွေတတိထားဆင်ကျင်ပေးရန်လိုအပ်ပါတယ်ဖြစ်နိုင်လို့ရှိရင်မိတ်ဆွေတို့နဲ့ဒီကလအတော်တွင်မှာဆိုလို့ရှိရင်အဲ အရန်ကြီးပေါ့ကြီးကြီးမားမားကြီးကိုယ့်အပေါ်မှာပြောင်းလဲတက်ရောက်မှုရှိတဲ့အလုပ်တွေကိုမရင်းနှီးမလုပ်ဆောင်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။မိမိမကြွန့်ကျင်တော့ level တွေမှာရင်းနှီးလုပ်ဆောင်တာမျိုးတွေဟာသတိထားစင်နေရမယ်။အလုပ်ကံရာထူးနဲ့ပတ်သက်လာရင်လည်းတစ်ခုကိုမတိကြဘူးနဲ့သေးပဲနဲ့တစ်ခုကိုဆွန့်လွတ်လိုက်ရတာမျိုးတွေနေကြောင်းနောက်မှလည်းတစ်ဖက်မှလည်းအဆင်မပြေနဲ့နှစ်ဖက်အဆင်မပြေပဲနဲ့မိတ်ဆွေတို့နေနဲ့တချို့တိကြတဲ့လုပ်ငန်းရာထူးလောက်ကိုင်းနဲ့ပတ်သက်ရင်ရာထူးတိုးဖို့ရာထူးတက်ဖို့တော့အားနည်းတယ်။လုပ်ငန်းပြောင်းမှုအလုပ်ပြောင်းမှုဆိုရင်လည်းတစ်ခုခုကိုတေးတေးချာချာ ေချာပြီဆိုတော့မှလာလောက်ပါမဟုတ်ပဲဒီဘက်ကထွက်ပြီးဟိုဘက်ကလုတ်เสียမှရှိတာမျိုးလေးတွေကြုံရတတ်တော့ကာလာဖြစ်ပါတယ်လက်ရှိမှာထို့အတူပဲမိတ်ဆွေတို့အနေနဲ့တုံးနဲ့တူတယောက်နဲ့တယောက် လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လာရင်နှုတ်အားဖြင့်ဂတိတည်တဲ့ကိစ္စလေးတွေမှာအပြတ်သဘောလေးတွေဆောင်ရတာမျိုးလေးတွေကြောင့်မိတ်ဆွေအပေါင်းအသင်းညီကိုဆွေမျိုးသားချင်းတွေနဲ့ပတ်သက်လာတဲ့အခါမှာအဲနည်းနည်းလေးစကားအပြည့်အဖတ်တင်ပြီးတော့လက်တွေ့မှာအလုပ်မတွင်တဲ့ကာလမျိုးတွေဖြစ်ရတတ်တဲ့အတွက်ဘာကိုလုပ်လို့စာချုပ်စာရမ်းနဲ့တိတိကျကျလုပ်ပါညီကိုမောင်နှမတွေကြောင့်စိတ်တော့ကပေးရတာမျိုးတွေစိတ်တော့ကပေးရတတ်တဲ့ဆွေမျိုးနဲ့ပတ်သက်လာရင်တနည်းလားသာသမီးတွေကဒီတစ်ပတ်တာအတွင်းဒီမှာဆွေမျိုးများအိမ်မလာရလို့ဆိုင်းပုတ်တတ်ထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့မိတ်ဆွေတို့ရဲ့ဒီအဖတ်တာအတွင်းမှာဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ညီကိုမောင်နှမကိစ္စ လေးတွေကြောင်းရံပြဿနာအတိုက်ခိုက်လေးတွေမဟုတ်ဘဲနဲ့သူတို့ကြောင်းစိတ်ကံမန်းလာတာမျိုးစိတ်မောလူမောစိတ်ပန်းလူပန်းဖြစ်ရတတ်တဲ့အတွက်ဖြစ်နိုင်လို့ရှိရင်ဆွေမျိုးသားချင်းကံကတော့ညံ့ပါတယ်မိဆွေတစ်တေရရှိတတ်ပြီးတော့ငွေကြီးကူကူညီတွေမထင်မှတ်ထားဘဲနဲ့နော်မမျော်လင့်ထားဘဲနဲ့အခွင့်အလမ်းကောင်းတွေပေါ်လာရတတ်တယ်လို့လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့ရှိရင်ဆက်တူလုပ်ငန်းတွေမလုပ်နဲ့ဦးစီးဦးဆောင်တဲ့အခါမှာကိုယ်အမိခံပြီးကိုကိုယ်တိုင်ဦးစီးဦးဆောင်လုပ်တာမျိုးဟာအားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်မဖြစ်ပေါ်လာသေးသောကိစ္စတွေကိုနှုတ်ကနေကြိုတင်ဖွင့်ပြောတာမျိုးတွေဟာကံရဲ့အားနည်းမှုအား အကျော်မှုကိုဖြစ်စေတတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့မဖြစ်ပေါ်လာသောကိစ္စတွေကိုစိတ်ထဲမှာပဲထားပြီးတော့လုပ်ပါဒါဆိုအဆင်ပြေအောင်မြင်ပါလိမ့်မယ်ဘာကိုဖြစ်ဖြစ်စိတ်ထဲမှာဆက်ခနဲ့ပေါ်လာတဲ့အရာတွေကိုဝုန်းခနဲ့တိုင်းခနဲ့လှုပ်လိုက်ပါအောင်မြင်မယ်တိုးတက်မယ်ဆိုတဲ့ကာလဖြစ်ပါတယ်ထို့အပြင်ဆက်ပစ္စည်းရင်နဲ့ပတ်သက်ရင်ထိခိုက်ရှာနာမှုတွေဒီအနေငယ်ဖြစ်ရတတ်တယ်ဂယူးဆိုင်ပါဆက်ပစ္စည်းရင်နဲ့ပတ်သက်လာရင်ဆက်ပစ္စည်းရောင်းတာမျိုးဆက်ပစ္စည်းထွက်သွားတာမျိုးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးတော့ထိုကိုရောင်းလိုက်လို့မှသို့မဟုတ်ကိုချင်မှညံ့နေတဦးတယောက်ကိုအဲခဏတော့အမိခံပေးထားလိုက်တာမျိုးတွေဟာကံရဲ့တိုးတက် မှုကိုရရှိဆက်ဇေတက်တော့အပတ်တာဖြစ်တယ်အိမ်တော်ကြီး အိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိဘူး။ငါကဝေးကွာနေတော့အိမ်တော်ဘက်နဲ့ပြန်လဲစုံစည်းရတာမျိုးလေးတွေအမွေကိစ္စလေးတွေကြောင့်အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့အဆင်ပြေမှုတွေရရှိတတ်တယ်လို့ထူးထူးခြားခြားဒီကာလမှာအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တာယာမှုဒုက္ခမှုအပြည့်ကိုရရှိတတ်တဲ့အတွက်ငါကအဆင်မပြေသောမိတ်ဆွေများအဖို့ဒီကာလတော့ဒီမှာတုံးနဲ့တူတယောက်နဲ့တယောက်ညှိနှိုင်းနိုင်နိုင်နဲ့ဥဆောင်ဆောင်ရွက်ပါလုပ်ငန်းကိစ္စအလုပ်ကိစ္စတွေမှာတော့တောင်မှသူတို့နဲ့ဇတိတိုင်းနေတဲ့သဘောလေးဆောင်လိုက်ရင်အောင်မြင်ချစ်တုတ်တက်ခြင်းတွေရရှိမယ်ဆိုတဲ့အပတ်တာကာလဖြစ်ပါတယ်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တယ်ငါကပြောလို့ဆိုလို့ခတ်တော့ လင်းယောက်ျားတွေနဲ့ပတ်သက်လာရင်အုပ်ချုပ်မှုအသည့်ပြောဆိုမှုအသည့်ဂရိကုအသည့်လေးတွေကြောင်းငြိမ်းချမ်းမှုတွေအေးချမ်းမှုတွေကိုရရှိတတ်တဲ့အတွက်ကြောင့်အိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိပဲပြန်လည်ပြီးတော့အေးချမ်းအောင်တည်ဆောက်နိုင်သောကာလဖြစ်တယ်။အရှိ ဟွာလူငယ်တွေအရှိအမတော့ရှစ်သူကြီးစားမရှိသူတွေရှစ်သူကြီးစားရရှိတတ်တယ်အိမ်အောင်ကြီးမှဆိုလို့ရှိရင်လည်းတဦးနဲ့တူတယောက်နဲ့တယောက်အရှိအဲအရှိအမဆိုရင်တော့သမီးကြီးစားဘဝကိုရက်ဆဲပြီးတော့အိမ်အောင်ပြုရန်စိတ်ဆိုင်ရန်တိုင်မြင်တာမျိုးလေးတွေဆန္ဒပြုတာမျိုးလေးတွေဟာဟိုပြောဆိုတာမျိုးလေးတွေအောင်မြင်ချစ်တို့တက်ရှင်တွေကိုရရှိမယ်ဆိုတဲ့ကံမျိုးဖြစ်နေတဲ့အပြင်စုပ်ကောလက်ကောဝင်လာတက်တဲ့သူကမေတ္တာကြီးနဲ့ပတ်သက်ရင်တင်းလာသားသမီးတွေဟာကြည့်ကြပါရဲအဟောင်းကြီးတဲ့အတ္တကလေးတွေကိုသာပြောင်းကြိုက်လိုက်ပါကံကောင်းမှုနဲ့တိုးတက်မှုတွေရရှိတတ်သောအပ္ပတ္တကာလဖြစ်ပါတယ်ခင်ဗျာ ထို့ပြင်မိတ်ဆွေတို့အနေနဲ့ဒီတစ်ပတ်အတွင်းမှာငွေကြေးနဲ့ပတ်သက်ရင်ဘာမှတော့ထူးထူးတူးတူးမရှိဘူးငွေကြေးနဲ့ပတ်သက်လာတဲ့အခါသာသမိကိစ္စလေးတွေကြောင်းအလူတန်းကိစ္စလေးတွေကြောင်းဘာသာရေးကိစ္စလေးတွေကြောင်းတော့အခီးသွွားကိစ္စလေးတွေကြောင်းငွေကြေးနဲ့ပတ်သက်အထွတ်များတတ်ပင်မဲ့လို့ဘာမှတော့စိုးရိမ်စရာမရှိဘူးကြက်ကြက်တက်တက်ခ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 က်မရှိဘူးသာသမိပညာရေးနဲ့ပတ်သက်လို့ရှိရင်စိတ်ရှမ်းသာစရာတည်င်းလေးတွေကြာရတတ်တယ်လို့ပညာရေးနဲ့ပတ်သက်ရင်အဲ စိတ်ချလက်ရှာကိုပျော်ပျော်ရွှင်ရွှင်နဲ့နေလို့ရမယ့်ကာလဖြစ်တဲ့အတွက်ပညာရေးကံကောင်းနေသောကာလဖြစ်တယ်။ခကြီးသွားကိစ္စလေးတွေမှာဆိုလို့ရှိရင်တော့ပြပခကြီးသွားမှာဆိုရင်တော့အခွင့်အလမ်းကောင်းတွေရရှိတတ်တယ်။အပြော်ပါခကြီးသွားနဲ့ပတ်သက်တာမျိုးပညာရေးနဲ့ပတ်သက်တာမျိုးလေးတွေအလုံးနဲ့ပတ်သက်တာမျိုးလေးတွေတွားလို့ရတယ်။ဒါပေမဲ့ပြည်တွင်းခကြီးသွားလေးတွေမှာဆိုရင်တော့အဲခြေလမ်းခီးနဲ့တွားတာမျိုးလေးတွေဟာအားတာကောင်းမှမယ်။လေချောင်းလမ်းနဲ့ပတ်သက်ပြီးတွားတဲ့အခါမှာတတိထားရန်အတွက်တော့အနည်းငယ်လေး လိုပါတယ်ခင်ဗျာကုန်းလန်းတို့ရေလန်းတို့ကစိုးရိမ်စရာဘာမှမရှိဘူးအဲလေလန်းကြောင်နဲ့ပတ်သက်လာတဲ့အခါအထင်းတော်လေးတွေဆုံးချုံတာလက်မှတ်ဆုံးတာမျိုးလေးတွေအထင်းတော်တာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ဒါလေးတွေကိုတော့တတိပြုရန်လိုအပ်ပါတယ်ခင်ဗျာအန်ဒီရကင်းစီရန်ခီးသွားတဲ့အခါမှာမိမိအိမ်ကမျက်စွာဖျားမှာအဲတောက်ရင်နှစ်ခွက်လူသွားတာမျိုးဖြစ်စီအကယ်၍မှာဒါကမှဟိုဟာဖြစ်တယ်ဆိုရင်ဘေးဗရာတွေဝေးအောင်လို့မိမိနေနဲ့လမ်းသွားနေဘရာကြော်ကလေးတွေအကြော်လေးတွေရောင်းတဲ့အခါမှာခလေးတွေကိုခွေးတွေကိုဒီလိုမျိုးလေးတွေကျွေးတာမျိုးဝေမျှတာမျိုးလေးတွေဟာဘေးဗရာတွေဝေးအောင်ဘရာကြော်လူတဲ့သဘောမျိုး ဖြစ်ပါလေလို့ထပ်လောင်းပြောကြပါရစေထို့အပြင်မိတ်ဆွေတို့ဒီလတာဒီအပတ်တာတို့မှာမလနောက်ဆုံးပတ်တွင်မှာဆိုရင်ကန်နဲ့နဲစီသောຢာတွေစနေသားသမီးတွေနဲ့ပတ်သက်တာမျိုးစနေရက်တွေမှာလောက်တာမျိုးတွေကအားနေစီတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့29ရက်နဲ့30 31ရက်နေ့တွေမှာအရေးကြီးတဲ့ကိစ္စတွေကိုလှုပ်ဆောင်မှာအောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိတတ်သောအပတ်တာကာလအပိုင်းရှား ဖြစ်ပါတယ်ခင်ဗျာအဆုံးတက်လေးဒီမှာအကျိုးပေးသောအရာဟာအဝါရောင်မိုးပြာရောင်ဖြစ်ပါတယ်သတိထားစင်ရရမယ့်အရာကတော့အနီရောင်ဖြစ်ပါတယ်မိစေတို့ရဲ့အရာရာကိုကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါအရေးကြီးသောကိစ္စတွေအောင်မြင်စေရန်အတွက်ဆိုလို့ရှိရင်တော့နေထွက်တဲ့အရာကိုမျက်နှာမူပြီးအောင်မီအောင်မီအောင်မီဆိုပြီး၃ချိန်អော်ပြီးတော့လုပ်ငန်းဆောင်တာတွေကိုသွားပါမိစေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွေအယောင်းထွက်စီဖို့အတွက်ဆိုရင်မိမိရဲ့ဘေဘက်လက်ဖွားမှာအမွှေးနှံသားလေးဖြန်းပြီးတော့လက်ခုပ်ကလေးတီးပြီးရောင်းကောင်းပါစေဆိုလက်ခုပ်တီးလိုက်ရင်မိမိရဲ့ကုန်ပစ္စည်းတွေအယောင်းဝယ်တိုးတက်ပြီးအောင်မြင်လာပါလိမ့်မယ်ဒါဟာပြင်အဆက်စားအရာငွေ ြေအခက်ခဲတွေအဆင်ပြေမှုတွေအရရှိစေရအတွက်ဆိုရင်တဲ့မိမိရဲ့အဖေတို့မဟုတ်လင်ယောက်ျားတို့မဟုတ်အလုပ်အရှင်တို့မဟုတ်အမိမိတဲ့ကြီးခဲသူကိုအဲအဘယ်လိုပြောမလဲဟိုတောင်းမှန်တာမျိုးယူကျိုးသွားတာမျိုးတို့မဟုတ်လို့ရှိရင်တလေးတစားနဲ့တတိယအကြောင်းတာကြောင်းမာကြောင်းလေးတွေမေးပြီးတော့မှလုပ်ငန်းကိစ္စတွေကိုသွားပါဟာတဲ့ဒါဆိုရင်အောင်မြင်ချင်းတိုးတက်ခြင်းတွေရရှိပါလိမ့်မယ်ဆိုတဲ့ကံမျိုးဖြစ်ပါတယ်ခင်ဗျာအဆက်ဆက်ရအဆင်ပြေအောင်မြင်တိုးတက်စီရင် ဆုံးအတတ်ပညာမကောင်းတဲ့ပညာတိုက်ခိုက်လေးကြီးကြောင်းပြူစာတိုက်ခိုက်တယ်လို့ဆိုတာအိမ်မဆိုးရင်မှန်ရင်တော့တတိကြားဆင်ကျင်ပေးဖို့လိုအပ်ပါတယ်လို့ပြောရင်းနဲ့ဒီစုတင်ပါလေဒါကတင်းလာသားသမီးတွေမက်စလာနောက်ဆုံးအတွက်ဖြစ်ပါတယ်ဆရာငယ်မိတ်ဆွေတွေအားလုံးဗီဒီယိုမြင်ရင်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်ရှာဝတ်အား Telegram မှာဆက်သွယ်နိုင်ပါတယ်အဲဆရာရဲ့မိတ်ဆွေတွေဆရာ TikTok မှာဗီဒီယိုမဟုတ်ပါဘူးလို့ပြောရင်းနဲ့နောက်တစ်ပတ်မှာပြန်ဆုံရပါမယ် See you